28ဇွန်လတိုင်းမှာနေဆက်မဲဆောက်မျိုး2025ဆမ်မလော့ဖန်စီရဲ့တရားခံဖွင့်ပြီးနေတာပဲဖြစ်ပါတယ်။နောက်ကလည်းတော်ဝင်ရှိသူတွေလိုင်းနာဖန်စီနေအောင်ပြင်ပြရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်တိုင်းမှာနေဆက်ကမဲဆောက်မျိုးမှာထောက်ထားမဲ့နေထိုင်သူတွေကိုဖန်စီနေတဲ့အပြင်သုံးမိတ်ဆိုင်ကနဲ့လျှက်စစ်ဆိုင်က e-bike တွေကိုအခုရပိုင်းပိုက်စိတ်တိုက်ဖန်စီနေပါတယ်။ကွာလန်းစီမံချက်လို့နာမည်ပေးထားတဲ့အထူးစစ်စင်ရေးတရက်ကိုပြီးခဲ့တဲ့ဇွန်လ18ရက်ကလေးကစတင်ခဲ့တာဖြစ်ပြီးထောက်ထားမရှိသူတွေ ုံးမင်းဆိုင်ကတရမွေမောင်းနှင်သူတွေကိုအေးအေးယူနေတာပါမဲဆောက်မြို့ဟာမြန်မာနိုင်ငံကနေနိုင်ငံရေးအခြေအနေအရလာရောက်ခိုလုံသူတွေရွှေ့ပြောင်းလုပ်သားတွေနဲ့စီးပွားရေးလာရောက်လုပ်ကိုင်သူတွေများပြားပြီးအခုဖမ်းဆီးနေတဲ့တုံးမင်းဆိုင်ကနဲ့လျှက်ဆက်ဆိုင်ကတွေကိုတုံးဆွဲသူအများစုကလည်းမြန်မာနိုင်ငံသားတွေဖြစ်ပါတယ်အဲ့ဒီမှာကျတော့ကျွန်တော်တို့ဒီစီးပြောင်းလုပ်သူများလေးမှာကျတော့ ဟိုဒီတားမြစ်ထားတဲ့အလုံးဟိုရှိတယ်လုံမျိုးစား28မျိုးရှိတယ်28မျိုးထဲမှာဒီရွှေပြောင်းလုံသမားတွေကကျွန်တော်တို့ခရီးသက်လက်ယူပို့ဆောင်ရေးဆိုတဲ့ဟာကိုလုပ်ငန်းစဉ်ကိုလှုပ်လို့မရဘူးခင်ဗျာဒီဟိုကြတော့ဒီကျွန်တော်တို့ဒီရေစီကန်လမ်းစီကန်ထိသိဥပဒေလည်းတခုရှိတယ်ဘောနော်အဲ့မှာကြတော့ကျွန်တော်တို့ဒီသုံးဒီဆိုင်ကယ်လေးကိုဆိုင်ကယ်လေးကိုဘေးတွဲနေနဲ့ပြင်ဆင်ပြီးစီးတဲ့ဟာဆိုရင်တို့ကမတ်ဘုတ်တင်ရတယ်တကယ်တကယ်လို့မတ်ဘုတ်တင်မတင်တို့ကဆက်ဆေးတာရှိမယ်ခင်ဗျာ ပြင်းတန်ကသူတို့ကအဲ့ဒီဆိုင်ကယ်ကိုပြုပြင်ပြောင်းလဲထားတဲ့ဆိုရင်ပြင်းတန်900နီးတထောင်ကြီးရှိတယ်။ဒါရင်စီကန်လမ်းစီကန်ဥပဒေပေါ့နော်။တကယ်လို့များဟိုကကျွန်တော်တို့တားမြစ်ထားတဲ့ဥပဒေဆိုရင်တော့တန်ငွေ1000နီးပြီးတော့ဟိုက9000နီးရှိတယ်ပေါ့နော်။ထိုင်းနိုင်ငံကတရားဝင်ပြဋ္ဌာန်းထားတဲ့ဥပဒေအရရွှေပြောင်းအလုပ်သမားတွေလောက်ကန်ခွင့်မရှိတဲ့အလုပ်ကိုင်28မျိုးထဲမှာသုံးမိတ်ဆိုင်ကယ်မောင်းနှင်တာလဲပါဝင်နေပါတယ်။မြန်မာနိုင်ငံသားတွေဟာသုံးမိတ်ဆိုင်ကယ်ကိုခရီးတဲ့ပို့ဆောင်ဖို့နဲ့ကွန်ပျူတာတဲ့ပို့ဖို့ တစ်ပိုင်းတစ်နိုင်အသုံးပြုနေကြတာဖြစ်ပါတယ်။ဆမ်ဘလောလို့ခေါ်တဲ့သုံးဘိန်းဆိုင်ကယ်တရားဝင်ပြေးဆွဲခွင့်ကိုထိုင်းနိုင်ငံသားတွေကိုဥပဒေအရခွင့်ပြုထားပြီးယင်စည်းကမ်းတွေနဲ့ညီညွတ်တဲ့ယင်တိဆောက်မှုတွေပါဝင်ရမှာဖြစ်ပါတယ်။ဒါအပြင်စနစ်တကျတိဆောက်ထားတဲ့ယင်ကိုဝယ်ယူအသုံးပြု မောင်းနှင်တာမျိုးမဟုတ်ပဲအစင်ပြောင်ကိုယ်တိုင် တွဲဆက်ထားတဲ့အတွက်ယင်စည်းကမ်းလက်စည်းကမ်းဥပဒေနဲ့လည်းညှိစွန်းနေတယ်လို့ရွှေပြောင်းအလုံသမားအရေးဆောင်ရွက်သူတဦးကပြောပါတယ်။ ီကမ်းမဲ့သုံးပန်းရင်မောင်းမှုတွေကိုအရေးယူပေးဖို့ထိုင်းနိုင်ငံသားတွေကလူမှုကွန်ရက်ပေါ်မှာဝေဖန်မှုတွေမြင့်တက်လာခဲ့ပြီးအုပ်ချုပ်ရေးအာဏာပိုင်တွေကိုတိုင်ကြားမှုတွေလည်းရှိလာလို့အခုလိုဖန်ဆီးမှုတွေရှိလာတာဖြစ်ပါတယ်။တိုင်လို့ဖြစ်တာပေါ့နော်။နောက်ဆုံးတိုင်တဲ့နေရာမှာဖြစ်ပြီးဟေးဆိုလို့ရှိရင်ကျွန်တော်တို့အထောက်အထားမရှိမြန်မာရွှေပြောင်းတွေပဲတစားကန်ဖြစ်ကြတာပေါ့နော်။အဘောဆိုထိုင်းရဆမ်လို့ကြီးကြီးလိုက်ပြီးသူကဆိုင်ကယ်ပုံစံနဲ့တည်တည်ချာချာအမိုးနဲ့အပေါင်းနဲ့ အဲအဲ့လိုမျိုးလေးတွေတသက်ရရဝတ်တယ်ရောင်မြန်များနေနဲ့အဲနောက်ပြီးတော့အဲ့လိုမျိုးကွန်းတပြည့်ပြည့်မရှိဘူးပေါ်ပြီးတော့ဒီလူမာနံပါတ်တွေပါတယ်အဲဒါမျိုးတွေပေါ့နော်ကိုရီရှီကတော့မြန်မာနီမြန်မာဟန်ပေါ့ဒါလည်းအဲဒိုးရီရှီကမျိုးတစ်မျိုးလိုဖြစ်နေတော့ပစိုးနဲ့ဖြစ်ရင်ဖြစ်မယ်ဘောင်းယူနဲ့ဖြစ်ရင်ဖြစ်မယ်အိဟာပြဲတွေဖြစ်ရင်ဖြစ်မယ်ဒါမျိုးတွေကအဲသူတို့ကဟိုအဲ့လိုမျိုးတွေကြောင့်မျက်စိစပွင့်ဝေးဆိုပြီးတော့တိုင်တိုင်တွင်နေကြတယ်ဖြစ်လာတော့အဓိကတော့လုံဖို့အတွက်ကို ေးလိုက်ကြည့်ပြီးနေလို့ဒါတခြားဖွဲ့စည်းတွေကဘာမှမဖြစ်ပေမဲ့ဒီလိုမျိုးတွေဖြစ်လာတဲ့အခါကျတော့တို့ကဝင်ဝင်နေဆိုပြီးတော့စော်တဲ့သဘောဖြစ်သွားတာဒါပါပဲဇွန်လ18ရက်နေ့ကစတင်ခဲ့တဲ့စစ်စင်ရေးကြောင့်မဲဆောက်ဈေးအနီးနားကသုံးဖင်းရမောင်းသူတွေဖမ်းဆီးခံရပြီးအများစုကတော့မြန်မာလူမျိုးတွေပါထိုင်းနိုင်ငံရင်စည်းကမ်းဥပဒေအရဥပဒေနဲ့မညီတဲ့ရင်တွေကိုတင်းစီပိုင်ခွင့်ရှိပြီးရမောင်းသူဟာထောင်ဒဏ်ဖြစ်စေ၊ဒဏ်ငွေဖြစ်စေအရေးယူခံရမှာဖြစ်ပါတယ် အခုလက်ရှိမှာတော့ဆယ်နှစ်ခန့်ကဝပါမင်းနဲ့လိုင်စင်စတဲ့အထောက်အထားတွေပြည့်စုံတဲ့သုံးဘိန်းရှင်မောင်းတွေကတော့ဖန်ဆီးခင်ရတာမျိုးမရှိပါဘူးအစိခံရတယ်လေလိုင်စင်လည်းပြရတဲ့ရှင်မောင်းလိုင်စင်တွေဗါရကိုထောက်ထားတဲ့အကလို့ပြဝပါမိနေပါတယ်ကျွန်တော်ကနေတာကြာပြီလေကျွန်တော်ကဆယ်နှစ်ကနဲ့ကျွန်တော်ဆောက်တာတယ်ဟိုစားလေထိုင်းနိုင်ငံသားတော်မဟုတ်အဲ့လိုမျိုးဆယ်နှစ်ကစီးပါမိသွားဆောက်လို့ရတယ်လေမှာအញ្ញကားနေနေတွေကအဲ့လိုမျိုးလှုပ်လို့မရအဲ့ဒါသတိနဲ့ပဲနေရမှာလေမှာ ထိုင်းနိုင်ငံရဲ့အလုတ္တမဥပဒေအရပန်းရောင်ကန်တဲ့နေထိုင်သူတွေကိုကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ခွင့်တားမြစ်ထားပါတယ်။ထိုင်းအစိုးရရဲ့အခြေခံလစာသတ်မှတ်ချက်အရမြို့နယ်လိုက်တရက်ကိုပတ်350 400 500အထိရှိရမယ်လို့ပြဋ္ဌာန်းထားပေမယ့်မဲဆောက်မြို့ကရွှေပြောင်းအလုတ္တမတွေကတော့တင့်တက်တဲ့လစာနှုံထားကိုမရရှိကြပါဘူး။ကျေဝံသတ်မှတ်ပေးထားတဲ့ဒီနေ့လောက်အားကားကတကယ်လက်တွေ့မှာမရနေတာကြောင့်အတက်မွေးဝမ်းကြောင်းနဲ့စားဝတ်နေရတဲ့အတွက်ခုလိုမျိုး တရမဝင်တနိုင်တပိုင်စီးပွားရေးလုပ်ငန်းတွေကိုလုပ်ကင်နေကြရတာဖြစ်ပါတယ်။အခုလိုဖမ်းဆီးမှုတွေတင်းကျပ်မှုတွေရှိလာတာကြောင့်အလုပ်ရနာထားရပြီးအချိန်ကြာလာတာနဲ့အမျှစားဝတ်နေရေးအခက်ကြုံရမှုတွေကြုံတွေ့လာရနိုင်တယ်လို့ပြောကြပါတယ်။ကျွန်တော်တို့ကရှေ့ဆက်ပြီးတော့ဆံမလို့မောင်းသိကျင်တယ်ဗျာ။ရရနဲ့ကိုမိသားစုအတွက်လည်းစွန့်ကြည့်တယ်မဟုတ်လား။အခုတကယ်လို့ဆံမလို့မောင်းရတော့ဦးဟဲ့လို့ရှိရင်လည်းတချို့ကြောင့်လည်းအသက်တွေပဲကြီးကုန်ပြီလေ။အိမ်လာကရှိတယ်စားဝတ်နေမှုရတယ်ဟုတ်လား။ တလားတလားလည်းနေတာမဟုတ်ဘူးလေစသရာပေါ့ထိကြရတော့အများကြီးထိကြမှာပါပဲအခုအခုအခုလည်းဒီလိုမျိုးရှေ့ဆက်ပြီးတော့ဖမ်းတော့မယ်ရှေ့ဆက်ပြီးတော့အလိုမောင်းလို့မရတာလို့ဘာလို့ဆိုလို့ရှိရင်ဒီလိုမျိုးတွေပေါ့နော်စံမလို့မောင်းလို့မရဘူးဆိုရင်တော့အေးပေါ့တခြားပြန်လို့လို့ပေါ့ဒါပဲရှိတာပဲလို့လို့ရင်တော့သူများပြီးသူတို့ပြီးတဲ့အတိုင်းじゃသူတို့ကပြောတော့တယ်သူနိုင်ငံမှာလက်မှတ်နေနေလက်မှတ်နေနေပြန်တော့လေသူတို့လောက်ခလာခသာတယ်ခုနကပြောဆိုသူတို့ကသတ်မှတ်တာပဲ900လို့1000လို့ ဈေးရလို့300လို့သတ်မှတ်တာသတ်မှတ်တာပါကျွန်တော်တို့ခါမရဘူးအောင်အဲ့လောက်အဲ့လောက်ဈေးနှုန်းကြီးရတယ်အခုကာလတွေထဲမှာနိုင်ငံသားတွေကိုအထူးစစ်ဆေးမှုတွေပြုလုပ်မယ်လို့တက်ညို့နဲ့လွှတ်တော်ကိုစလဲယုံကဇွန်လ6ရက်နေ့မှာကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်ကြေညာချက်ထဲမှာလမ်းပန်းဆက်သွယ်ရေးဥပဒေနဲ့ပတ်သက်တဲ့အရေးယူမှုတွေရမောင်းလိုက်စင်မရှိပဲရမောင်းတာသုံးဆွဲခွင့်မရှိတဲ့ယင်တွေကိုမောင်းနေတာအတုံးမပြူတဲ့ပုံစံနဲ့ပြုပြင်ထားတဲ့ယင်တွေကိုအတုံးပြူတာစတဲ့အမှုတွေကို တင်းကျပ်စွာစစ်ဆေးလျက်ရှိတယ်လို့ပါရှိတာပါ။ပုံမှန်ရင်တွေပြင်လျှက်စစ်ဆိုင်ကဤပိုက်မောင်းနှင်သူတွေကိုပါဖမ်းဆီးတာမျိုးရှိပြီးတင်းစီခံရမှုတွေလည်းရှိခဲ့ပါတယ်။မဲဆောက်မြို့မှာတော့ရမောင်းလိုက်စင်ပြုလုပ်ဖို့အခက်အခဲရှိတဲ့မြမာတွေအနေနဲ့သွားလာရေးအတွက်ဤပိုက်ကအကောင်းဆုံးရွေးချယ်မှုဖြစ်ခဲ့တာပါ။ပစာကားရောဘောနော်ဒီ EYC ဒါကအဲအထောက်ထားပြီးဘောနော် license တွေပါပြီးဘာမှမလိုဘူး ဒီ e-bike ကတော့အလွယ်ကူဆုံးနဲ့ခရီးကိုလင်းလင်းမြန်းမြန်းပေါ့နော်အအလွယ်တကူသွားလို့ရတဲ့အရာမျိုးဖြစ်တဲ့ခါမှာ e-bike ရှိတယ်အအခု e-bike မရှိရတော့ဘူးဆိုတော့ကျမတို့လက်တလုံးပေါ့နော်ဒီ cycle လေးဝယ်ဖို့ပြင်ဆင်နေရပေါ့နော်ဒီ e-bike အပြင်อีไบค์อ่ะเปียเนาะดีไซเคิลเวฟโพอฉินนี่ก็จ้ะรอไซเคิลโกเวยงเนี่ยไม่ปีปอนเนา ဒီကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင် license တွေလောက်ရမယ် cycle license တွေရောလူ license တွေရောလောက်ရမှာဆိုတော့အခုလက်တလုံးမှာသွားရေးလာရေးအတွက်အခက်ခဲရှိတယ်ဆိုတာမျိုးဖြစ်လာတယ်ထိုင်းလူမျိုးတွေကစီကတ်မဲ့မောင်းနေတဲ့ရင်းတွေကိုအေးအေးယူပေးဖို့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာရေးသားမှုတွေရှိလာပြီးတယ်နော်အခုလိုဖန်ဆင်းမှုတွေစတင်လာလို့တဲ့တွေထွက်ပေါ်နေပေမဲ့တိကျအတည်ပြုနိုင်တာမရှိသေးပါဘူးထိုင်းနိုင်ငံရေးစီကံဥပဒေပုံမှန်ချောက်အရာ အများပြည်သူပိုင်းလမ်းပေါ်မှာ e-bike စီးနေရင်ဘယ်တောင်းချက်မပေါ်တဲ့တံငွေပေးဆောင်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်။ပုံမှန်ချောက်အရာအများပိုင်းလမ်းတွေပေါ်မှာမှတ်ပုံမတင်ထားတဲ့လျှက်စစ်စပိန်ကို စီးနေတာကတရမဝင်ဆိုင်ကယ်စီးတာနဲ့အတူတူပဲဖြစ်တယ်လို့သိရပါတယ်။